ားလုံးမင်္ဂလာပါဒါတော့ Face နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လက်တလုံးမှာကူးစက်မှုတွေပြန်ဖြစ်နေတဲ့ COVID ရဲ့မျိုးစိတ်အသစ် XEC ဆိုတဲ့မျိုးစိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မကူးစက်အောင်ဘယ်လိုကာကွယ်ရမလဲ။နောက်မပြင်းထန်အောင်ဘယ်လိုကာကွယ်ရမလဲ။ဒီယောဂမပြင်းထန်အောင်ဘယ်လိုကာကွယ်ရမလဲ။စတဲ့ဒီနည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ COVID-19 ဟာဆိုရင်ကျွန်တော်တို့စဖြစ်တဲ့အချိန်တွေကဒီနေ့အထိပုံစံတွေမျိုးစိတ်တွေအမျိုးမျိုးပြောင်းပြီးတော့ကျွန်တော်တို့လူလူသားတွေကိုကူးစက်လာခဲ့တာပေါ့နော်။အခုဆိုဒီနေ့ဆိုရင်ဒါ XEC မျိုးစိတ် မျိုးကွဲအသစ်ကကျွန်တော်တို့ဆက်ဆက်လက်ပြီးတော့ကူးစက်မှုတွေများနေပြီကျွန်တော်အင်ဂျင်ထိုင်းနိုင်ငံမှာဆိုရင်လည်းပဲဒါကူးစက်မှုတွေတော်တော်များနေပြီဆိုတော့ကျွန်တော်သတင်းတွေထဲမှာတွေ့ရတယ်အဲ့တော့ဒီကိုဗစ်ကကျွန်တော်တို့ဒီလိုမျိုးပုံစံတွေအမျိုးမျိုးပြောင်းပြောင်းပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ခံရစနစ်ကိုကျော်လွှားတယ်ကျော်လွှားပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ခံရသူကနိုင်အောင်ပုံစံပြောင်းပြီးတော့ကျွန်တော်တို့ကူးဆက်တယ်ကူးဆက်ပြီးတော့ကျွန်တော်တို့ယောဂပေးတယ်ပေါ့အဲ့တော့ဒီလိုမျိုးပုံစံတွေအမျိုးမျိုးပြောင်းတာကိုကျွန်တော် mutation ဖြစ်တယ်လို့ခေါ်တယ်သူ့ရဲ့ genetic ကမျိုးရိုးဗီဇာက ထုံးပြီးတော့ပုံစံတွေပြောင်းလာတာပေါ့ဒီလိုပုံစံပြောင်းခြင်းအဖြစ်ကျွန်တော်တို့တို့ကျွန်တော်ရဲ့ကိုယ်ခံအားကိုကြော်လွှားနိုင်ပြီးတော့ကျွန်တော်တို့ယောဂတွေကုဆတ်တယ်ပေါ့အဲ့တော့အခုဆိုရင်ဒီ XEC လက်ရှိဖြစ်နေတဲ့ဒီ XEC မျိုးမျိုးစိတ်အတက်မှာဆိုရင်လည်းပဲထူးခြားချက်တွေရှိတယ်အဲ့တော့ပထမတစ်ချက်ကဘာလဲဆိုတော့ဒီကောင်ကဒီအရင်တော့ကျွန်တော်ဖြစ်ခဲ့တဲ့ဒီ Omicron ရဲ့ sub variant လို့ခေါ်တဲ့ KP3.3 နဲ့ KS1.1 ဒီနှစ်ခုပေါင်းဆက်ပြီးတော့ဖြစ်လာတာဒီမျိုးစိတ် အခွဲနှစ်ခုပေါင်းဆက်ပြီးတော့ XEC ဆိုပြီးတော့မျိုးဆက်အစ်စ်ဖြစ်လာတာပေါ့ဒါသူ့ရဲ့ထူးခြားချက်တစ်ခုနောက်ထပ်ထူးခြားချက်တစ်ခုကဒီကောင်ကကူးဆက်မှုတော့ညံ့တယ်အဲ့တော့ယောဂပြင်းထန်လာဆိုရင်ယောဂကတော့ဒီနေ့အထိအရန်ပြင်းထန်တာလူအများစုမှာတော့ပြင်းထန်တာမတွေ့ရဘူးဒါပေမဲ့ကူးဆက်မှုတော့ကတော့ညံ့တယ်အဲ့တော့ဒီ XEC ကိုဗစ်ရဲ့ကူးဆက်မှုနဲ့ကိုလက်ရှိဒီယာတီတုတ်ကွေးရဲ့ကူးဆက်မှုပေါ့ဒီနှစ်ခုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် XEC ကိုဗစ်မျိုးစိတ်အစ်စ်ကယာတီတုတ်ကွေးထက်ကူးဆက်မှုတော့ ခုနှစ်ဆပို့ပြီးတော့မြန်တယ်ဆိုတာကျွန်တော်တွေးရှိရတယ်အဲ့တော့ကိုယ်စက်မှုတော့မြန်တယ်ဒါပေမဲ့လူအများစုမှာတော့ယောဂပြင်းထန်တာတော့မတွေ့ရအောင်အဲ့တော့လက်ရှိအချိန်မှာဆိုတော့ကျွန်တော်မြန်မာမြန်မာပြည်မှာအာကျွန်တော်တို့ဒီ XEC လည်းပဲကျွန်တော်တို့တည်ထားရမယ်နောက်တော့ကရာသီအခုမိုးရင်းရောက်လာပြီဆိုတော့မိုးရသည်တုတ်ကွေးလည်းဖြစ်တဲ့အချိန်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဖျားပြီးနာပြီဆိုရင်ဒီ COVID လည်းကြောက်ရတယ်ရာသီတုတ်ကွေးလည်းကျွန်တော်တို့ကြောက်ရတယ်ဗောနော်တည်ထားရတယ်ဗောအဲ့တော့ဒီလောလောဆယ်ကာကွယ်နည်းတွေမပြောခင်မှာဒီရာသီတုတ်ကွေးကာကွယ်စီထိုးထားတဲ့သူတွေရာသီတုတ်ကွေးကာကွယ်စီထိုးထားတဲ့သူတွေက ဒီ၄မျိုးဆက်ပဲဖြစ်ဖြစ်၃မျိုးဆက်ပဲဖြစ်ဖြစ်ရာသီတဝက်ကဝယ်စေထိုးထားရဲဆိုရင်ဒီကိုဗစ်ကိုမကကွယ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ရာသီတဝက်ကဝယ်စေထိုးထားရဲဆိုရင်လေကိုဗစ်အတွက်ကကျွန်တော်တို့ထပ်ပြီးတော့လိုအပ်တဲ့ကောက်ကွယ်နည်းတွေကျွန်တော်ဆက်ပြီးတော့လုပ်ဖို့လေကြိုးပြီးတော့ကျွန်တော်တတိပေးချင်ပါတယ်အဲ့တော့အခုစပြီးတော့ကျွန်တော်ဒီ XAC ကိုဗစ်မျိုးစေ့အသစ်ကျွန်တော်တို့ကူးစက်မခံရအောင်ဒီယောဂမပြင်းထန်အောင်လို့ကောက်ကွယ်ရမယ့်နည်းလမ်းတွေကိုစပြီးတော့ပြောပြပေးပါမယ်အဲ့တော့နံပါတ်1အကောင်းဆုံးကောက်ကွယ်နည်းကတော့ကျွန်တော်ကိုဗစ်ကောက်ကွယ်စေ ထပ်ထိုးတာပဲအဲ့တော့ကိုဗစ်ကောက်ွယ်ဆေးထိုးခြင်းကအကောင်းဆုံးကောက်ွယ်နည်းဖြစ်တယ်အဲ့တော့ကောက်ွယ်ဆေးထိုးထားခြင်းကကျွန်တော်တို့ကိုယ်ခန္ဓာ immunity ကိုပို့ပြီးတော့ကောင်းလာစေတယ်အဲ့တော့ယောဂကကူးစက်မှုအလားအလာကိုလည်းလျှော့ချပေးတယ်နောက်တစ်ခုကယောဂဖြစ်ပြီဆိုရင်လည်းယောဂမပြင်းထန်အောင်လို့ကျွန်တော်တို့ပြင်းထန်မှုကိုလည်းရောကြစေတယ်ပေါ့နောက်တစ်ခုကဒီကောက်ွယ်ဆေးထိုးထားခြင်းအပြင် long covid လို့ခေါ်တဲ့ဒီ covid ဒီ long covid ကိုသူကဒီဖြစ်နိုင်ခြေကိုရောကြစေတယ်အဲ့တော့ covid ဖြစ်ပြီဆိုရင်လည်းအကြာကြီးမဖြစ်ဘဲနဲ့မြင်မြန်ဆန်ဆန်ပျောက်ကင်းစေတယ်ပေါ့ နောက် hospitalization လို့ခေါ်တဲ့ဆေးရုံတက်ရတဲ့နှုန်းကိုလည်းရောကြစေတယ်။နောက်တစ်ခုကဒီအသက်ကြီးတဲ့သူတွေပေါ့နော်။ဒီကျွန်တော်တို့ဒီ risk person လို့ခေါ်တဲ့ covid ကူးစက်ခံရပြီဆိုရင်ဒီအသက်အန္တရာယ်ကြီးဆိုးရရတဲ့အလားအလာရှိတဲ့သူတွေအဒီလိုလူတွေ risk person လို့ခေါ်တယ်။ဒီလိုလူတွေအတွက်လည်းကျွန်တော်တို့ကဒီကူးစက်နိုင်ခြေကိုလည်းရှော့ချပေးသလိုယောဂမပြင်းထန်အောင်လည်းကောက်ွယ်ပေးနိုင်တယ်။ဥပမာပြန်ဒီ risk person တွေဆိုတာကအသက်ကြီးတဲ့သူတွေနောက်စီးကျူယောဂချိန်ပြီးတော့ကောက်ကောက်မထိန်းနိုင်တဲ့သူတွေနောက်နှလုံးယောဂ အမောဖောက်နေတဲ့သူတွေနောက်အဆုတ်ရောဂါအဆုတ်မကောင်းတဲ့သူတွေကိုခံရစနစ်မကောင်းတဲ့သူတွေပေါ့နော်ကိုခံရကြနေတဲ့သူတွေမှာဆိုရင်လည်းပဲကာကွယ်သေးထိုးခြင်းကနော်ယောဂမကူးဆက်အောင်လည်းကာကွယ်ပေးနိုင်တယ်လို့မပြင်းထန်အောင်လည်းပဲကာကွယ်ပေးနိုင်တယ်ပေါ့အဲ့တော့လက်တလုံးမှဆိုကျွန်တော်တို့က2024 2025 update ဖြစ်တဲ့ကာကွယ်ဆေးတွေရှိတယ်ဒီကာကွယ်ဆေးတွေကကျွန်တော်လက်ရှိဖြစ်နေတဲ့ XEC ကိုကာကွယ်နိုင်မယ်လို့ယူဆထားတယ်ပေါ့နော်အဲ့တော့ကာကွယ်ဆေးတွေကျွန်တော်တို့ထိုးထားတဲ့ထိုးထားရမယ်နောက်တစ်ခုကဒီ COVID ဆိုတာကအမြဲတမ်း mutation ဖြစ်နေတယ် ဒီပုံစံနဲ့အမြဲတမ်းပြောင်းနေရတဲ့အတွက်ကြောင့်မလို့တရားရဂိုင်းနှုံးကြီးကောက်ွယ်မယ်လို့တော့အမှမခံဘူးဒါပေမဲ့ကောက်ွယ်သေးထိုးခြင်းရတော့ကျွန်တော်တို့ယောဂကောက်ွယ်နိုင်တဲ့အလားလာတော့ကျွန်တော်အများကြီးရှိပါတယ်အဲ့တော့တခုထပ်ပြီးတော့မှာကျင်တာကဒီကိုဗစ်ကောက်ွယ်ဆေးကကျွန်တော်ယာစီတကွေးကိုတော့မကောက်ွယ်နိုင်သလိုယာစီတကွေးကောက်ွယ်ဆေးကလည်းကိုဗစ်ကိုမကောက်ွယ်နိုင်ဘူးအဲ့တော့တချို့တွေကယာစီတကွေးကောက်ွယ်ဆေး၄မျိုးဆက်ထိုးထားတယ်ဆိုပြီးတော့ဒီကိုဗစ်ကောက်ွယ်ဆေးထိုးစရာလိုသေးလားမလိုတော့ဘူးလားဇဝေဇဝါဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာတခါလေးပြောချင်တာကယာစီတကွေးကောက်ွယ်ဆေးထိုးထားတယ်ဆိုရင်လည်းပဲ ကိုဗစ်ကာဝေးစီကထပ်ပြီးတော့ထိုးထိုးထားတင်ပါတယ်။နောက်ကိုဗစ်ကာဝေးစီထိုးထားရဆိုရင်လည်းယာတိတုတ်ဝေးကာဝေးစီကတော့ထပ်ပြီးတော့ထိုးထားတင်ပါတယ်။အကောင်းဆုံးနီလန်းကတော့ကျွန်တော်ကာဝေးစီထိုးခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ထုံးစံတိုင်းကျွန်တော်သိထားတဲ့အတိုင်းပဲကျွန်တော်လက်ဆေးမယ်။အဲ့တော့ခဏခဏလက်ဆေးမယ်။လက်ကိုဆက်ပြနဲ့နောက်ဆက်ပြနဲ့ဆေးမယ်။နောက်တစ်ခုက hand sanitizer ပေါ့နော်။ကျွန်တော်ပိုးသက်ဆေးပါတဲ့ဒီ hand gel တွေနဲ့ဆေးမယ်ပေါ့။အဲ့တော့အထူးသဖြင့်တော့ကျွန်တော်အပြင်ထွက်တဲ့အခါတွေမှာ shopping mall သွားတယ်။အပြင်မှာအရာဝတ္ထုပစ္စည်းတွေကိုင်မယ်။ကိုင်ပြီးလို့ရှိရင်ကျွန်တော်နှာခေါင်းတွေ ပါဇက်တွေကိုမနှိုက်ဖဲနဲ့ကျွန်တော်လက်ကိုစေးမယ်တတိထားပြီးလက်စေးမယ်နောက်ကျွန်တော် lift တွေပါတက်တယ်ပေါ့နော်ဓာတ်လေကတက်တယ်ဆိုဓာတ်လေကခလုတ်တွေကင်တယ်ဆိုရင်လေလူအများသုံးအရာတွေကင်ပြီးတဲ့အခါတိုင်းမှာကျွန်တော်လက်ကိုတစ်ချာဆက်ပြနဲ့စေးမယ်ဟန်းကျက်ရှိရင်လည်းဟန်းကျက်နဲ့စေးမယ်ပေါ့အဲ့တော့လက်ကိုခဏခဏစေးမယ်နောက်တစ်ခါနှာခေါင်းစီးတက်မယ်အဲ့တော့အပြင်ထွက်တိုင်းမှာနှာခေါင်းစီးတက်မယ်နောက်လူထုတက်တဲ့နေရာသွားတိုင်းမှာနှာခေါင်းစီးတက်မယ်ကျွန်တော်နှာခေါင်းစီးမပါသွားခဲ့ဘူးဆိုရင်ကွာနှာခြေချောင်းဆိုးလုံးတဲ့အခါမှာဒီဓာတ်အောင်စစ်ကွေးနဲ့ ခံပြီးတော့နှာချေချောင်းဆိုးလုံးမယ်ပေါ့။ဘာနှာချေချောင်းဆိုးတော့မယ်ဆိုရင်ကျွန်တော်စစ်ကိုပွေးပြီးတော့ဒီလိုမျိုးကျွန်တော်အုပ်ပြီးတော့တခြားကောက်ွယ်ပြီးတော့နှာချေချောင်းဆိုးလုံးမယ်။ကိုရှိကယောဂပွေးတခြားလူစီကိုမပြင့်အောင်ပေါ့။အဲ့တော့နောက်တစ်ခုကလူစုလူဝေးရှောင်မယ်။နောက် social distancing ပေါ့နော်။အရင်တည်းကကျွန်တော်တည်ထားပြီးသား။အဲ့လူတွေနဲ့အပြင်မှာလူစုလူဝေးရှိတဲ့နေရာဆိုရင်လည်းခောက်ခောက်ကွာ distancing လုပ်ပြီးတော့အဲကျွန်တော်နေမယ်။နောက်တစ်ခုကလူထုထက်ပြီးတော့ကျွန်တော်ကလေဝင်လေထွက်မကောင်းတဲ့နေရာတွေကိုကျွန်တော်ရှောင်ကျင်တင်တယ်။နောက်တစ်ခုကတော့ကိုခံရကောက်မှုအတွက် အဟာဓာတ်ပြည့်ဝအောင်လို့ကျွန်တော်ရေများများတောက်မယ်။အဲရေဝအောင်အိပ်မယ်။နောက်အစာများများစားမယ်။အဲအတီဟင်းသင်းဟင်းရွက်နောက်အသားငါဟင်းသင်းဟင်းရွက်ပဲမျိုးဆိုအကုန်လုံးစုံလင်အောင်ကျွန်တော်စားမယ်။အဲတော့ကိုယ်ခံရကောင်းမှုအတွက်ကျွန်တော်ဂရုစားရမယ်။နောက်စိတ်ပြည့်စုံမှုရှော့ချဖို့အတွက်ဂရုစားရမယ်။နောက်တစ်ခုကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီယောဂကုသခံရပြီဆိုရင်ပြင်းထန်နိုင်တဲ့အလားအလာရှိတဲ့သူတွေပေါ့အသက်ကြီးတဲ့သူတွေယောဂအခန့်ရှိတဲ့သူတွေအော်ဒီလိုလူတွေကကျွန်တော်တို့တန်တရားရှိပြီဆိုတာနဲ့မြင်မြန်စစ်မယ်မြင်မြန်စစ်ပြီးတော့မြင်မြန်ကုမယ် ။ဟောဒါဆိုရင်ကျွန်တော်တို့ကနောက်ဆက်တွဲဆိုးရိုးတွေမဖြစ်အောင်လို့ကျွန်တော်ကောက်ွယ်နိုင်မှာဖြစ်ပါတယ်။ဟောနောက်တစ်ခုကကျွန်တော်တို့ဒီကာလမှာဟောဖျားတဲ့လက္ခဏာပေါ့နော်။ရာသီတဝေးလက္ခဏာပဲဖြစ်ဖြစ်ကိုဗစ်လက္ခဏာပဲဖြစ်ဖြစ်ဟိုလက္ခဏာတွေကတော့ဆင့်တူဆင့်တူတယ်။အဲ့တော့ဒီကိုကိုကိုတန်တရားရှိရဲအဲ့တော့ဖျားတယ်နာတယ်ဖြစ်ပြီဆိုရင်လည်းစောစောစီစီဆစ်ဆေးပြီးတော့စောစောစီကုသမှုခံယူသင့်ပါတယ်။အဲ့တော့ဒီ COVID ဒီ XEC ရဲ့ယောဂလက္ခဏာတွေကဘာလဲဆိုတော့ထုံးစံအတိုင်းကျွန်တော်တို့သိထားတဲ့အတိုင်းပဲကျွန်တော်ဖျားမယ်၊ချောင်းဆိုးမယ်၊လေချောင်းနာမယ်၊ခေါင်းကိုက်မယ် ။နောက်ကိုရီလက်တင်နှာကျင်ကိုက်ခဲမယ်၊နှုံးမယ်၊နှာရည်ယူမယ်။နောက်အနံ့ပြောက်တာအရသာပြောက်တာမျိုးတွေကျွန်တော်ဖြစ်မယ်။ပြီးတော့ဝင်းပြက်ဝမ်းရှော့ဖြစ်တာ။နောက်အစာရင်အစာရင်ထဲမှာအစာရင်အောင့်နာတို့ဟိုမအိမတာဖြစ်တာတော့ပေါ့နော်။ဒါမျိုးတွေကျွန်တော်တို့ဒီလိုလက္ခဏာတွေကျွန်တော်တို့ခံစားရတတ်ပါတယ်။နောက်ဒီလက္ခဏာတွေဒီကလာမှာဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့မြ мян စစ်ပြီးတော့မြ мян ကျွန်တော်တို့ကယူဆိုင်မယ်မြ мян ကုသမှုခန့်ယူမယ်ပေါ့အဲ့တော့ဒီလက္ခဏာတွေကဒီယောဂနဲ့ထိတွေ့ပြီးတော့ဒီဒီ virus ပေါ်နဲ့ကျွန်တော်ထိတွေ့ပြီးတော့2ရက်ကနေ9ရက်အတွင်းမှာ ကျွန်တော်လက္ခဏာပြလေးရှိတယ်အဲ့တော့အများစုကတော့မပြင်းထန်ဘူးအများစုကတော့အိမ်မှာပဲအဲကိုခံရကအောင်ခုနကရှေ့မှာပြောခဲ့သလိုမျိုးဟာရပြအောင်စားမယ်ကျွန်တော်ဖျားဖျားတဲ့နားရယ်ဆိုရင်လည်းပါရာစီတမောလောက်တောက်မယ်အဲပြီးတော့ရေမြများတောက်မယ်အရေးဝအောင်အိပ်မယ်ဒီလိုမျိုးနီးအဖြစ်အများစုကတော့ပြန်ကောင်းနိုင်တယ်အဲ့တော့လူအ ਨੇ စုပေါ့ကိုခံရသိမကောင်းတဲ့လူအ ਨੇ စုသားလျင်ကျွန်တော် ပြင်းထန်တဲ့နောက်ဆက်တွဲတွေဝင်နိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုပြောခဲ့တဲ့ဒီနီလန်းတွေကိုအသုံးပြုပြီးတော့ ဒီအခုလက်ရှိဖြစ်ပွားနေတဲ့ XEC ဒီကိုဗစ်မျိုးစိတ်အစ်စ်ကိုကျွန်တော်တို့ကောက်ွယ်ကောက်ွယ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ဒီနီလန်းတွေကိုအခုတွေကတခြားကယူဆိုင်ပါလို့ပြောချင်ပါတယ်အဲ့တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်အကျိုးရှိရဆိုရင်တခြားလူတွေသိအောင်မျှော်ပေးပါအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်သွေးတို့ရောဂါရှိရသူတွေအတွက်နှစ်ပတ်ကနေတစ်လအတွင်းမှာသွေးပေါင်းချိန်အမှတ်တွေတိတိတသားကောင်းလာစေမယ့်ကုထုံးတစ်ခုနဲ့မေးဆက်ပေးခြင်းပါတယ်။အဲဒါကတော့ dash diet လို့ခေါ်တဲ့အစားအသောက်ကုထုံးဖြစ်ပါတယ်။ Death Diet ဆိုတာကတော့မဲဆွေတို့နေ့စဉ်စားသုံးနေတဲ့မနက်စာ၊နေ့လယ်စာ၊ညစာစတဲ့အစားအစာတွေကိုသွေးပေါင်ကျစေမယ့်ပုံစံဖြစ်အောင်ပြောင်းလဲပြီးတော့စားသောက်ပေးရုံပါပဲ။နိုင်ငံတကာမှာလည်း Death Diet နဲ့ပတ်သက်ပြီးတော့သုတေသနများစွာပြုလုပ်ထားတာရှိပြီးတော့သွေးတိုးယောဂအတွက်တကယ်ထိရောက်မှုရှိတာကိုလည်းတွေ့ရပါတယ်။ desk diet ကိုအချိန်တို့အတွင်းမှာလွယ်ကူလျင်မြန်စွာမျှဝဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်းနားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ desk diet online class ရှိပါတယ်။သင်တန်းမှာဆိုရင် desk diet အပြင်သွေးတိုးရောဂါသွေးကျစရိတ်နဲ့ပတ်သက်ပြီးတော့သင်တန်းသားတွေမေးမြန်းလို့ရအောင် Messenger group, Telegram group လည်းပြုလုပ်ပေးထားပါတယ်။သင်တန်းအကြောင်းအသေးစိတ်ကို Home Care Courses by Dr. အောင်ဆိုတဲ့ Facebook page မှာတွားရောက်စုံစမ်းပြီးတော့ဇင်းနှုတ်ချိုတာစွာသင်တန်းအနှံ့နိုင်ပါတယ်။ comment မှာလည်း link ချပေးထားပါမယ်။